ောင်မြင်နေချိန်မှာကွယ်လွန်သွားတဲ့အမျိုးသားအနုပညာရှင်၅ယောက်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာတော့အောင်မြင်စားပြုနေချိန်မှာငငယ်ရွယ်ရွယ်နဲ့ကွယ်လွန်သွားတဲ့ပရိသတ်ချစ်တော်အမျိုးသားအနုပညာရှင်၅ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါနံပါတ်၁တွေ့ အနုပညာလောကမှာလူသားသေးပေမဲ့နာမည်မသေးပဲနဲ့ပရိသတ်အမြဲတမ်းတဖွာဖွာပြောနေရတဲ့အနုပညာရှင်ထိတ်တန်မင်းသားတက်လက်ကတော့တွေးဖြစ်ပါတယ်။တွေးကအနုပညာလောကမှာတခြားမင်းသားတွေဘယ်သူနဲ့မှမတူဘဲနဲ့ကိုပိုင်စတိုင်ကိုပိုင်ဟန်နဲ့တရုတ်ဆောင်နိုင်စွမ်းရှိတဲ့မြန်မာမင်းသားတက်လက်ဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာရုပ်ရှင်လောကမှာတွေးတခိပေါ်ထွန်းခဲ့ရဖြစ်ပါတယ်။တွေးကမြန်မာတိုင်းနိုင်ငံလုံးကရုပ်ရှင်ကြီးပရိသတ်တွေကိုလွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါပေမဲ့လည်းတွေးကအောင်မြင်မှုတွေအမြင့်ဆုံးရောက်ရှိနေချိန်မှာပဲစုံပါကွယ်လွန်သွားခဲ့ရဖြစ်ပါတယ်။ဒါကြောင့်တွေးကိုအောင်မြင်မှုတွေရနေချိန်ကွယ်လွန်သွားတဲ့နှမျောစရာအနုပညာရှင်တယောက်ဖြစ်သတ်မှတ်ရမှာပါ။နံပါတ်1ရေမွန်တေးရဆော့ခုစဲအစိုးရအထံဗော်ဂနီးပြဒေါခင်မြတ်မွန်တို့ရဲ့တားဖြစ်တဲ့အစိုးရရေမွန်က မြန်မာကင်တာလောကမှာအရေးချင်းရှိတဲ့ငွေကြေးပွင့်တပွင့်အဖြစ်နာမည်ကြီးပါတယ်။အထူးသဖြင့် Raymond Goran ရေးသားထားတဲ့တချင်းတွေ၊သီးဆိုထားတဲ့တချင်းတွေကဂီတလောကမှာတော်တော်လေးကိုနာမည်ကြီးပါတယ်။အဓိကအဖြစ်တော့ Raymond ရဲ့တချင်းတွေဟာလူငယ်ပရိသတ်တွေရဲ့ရင်ပတ်ထင်းမှာအမြဲတမ်းဆွဲထင်ကြံ့ရစေခဲ့ပါတယ်။ဒါကြောင့်လည်းအစိုးရရေမွန်ကလူငယ်ဂီတအစိုးရတအူးဖြစ်အမြင့်ဆုံးအောင်မြင်မှုတွေရရှိနေခဲ့ရပါဒါပေမဲ့ရေမွန်က2021ခုနှစ်မှာတော့အစာအိမ်ယောဂာနဲ့ကွယ်လွန်သွားခဲ့ပါတယ် ဒါကြောင့်ရီမွန်ကအောင်မြင်မှုတွေရရှိနေခြင်းမှာကွယ်လွန်သွားတဲ့အနုပညာရှင်တဦးဖြစ်သတ်မှတ်ရမှာပါ။နံပါတ်3ဂျွန်ဂိုဂျွန်ဂိုကမြန်မာနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းမင်းသားမဟုတ်ပေမယ့်နေကတော့ကပြည်သက်တွေကြားထဲမှာတော့တော်တော်လေးနာမည်ကျော်ကြားတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။အထူးသဖြင့်တော့ဂျွန်ဂိုရဲ့အရှင်ဇာတ်ကားတွေဟာနေပြည်သက်တွေတော်တော်များများအတွက်အကြိုက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဂျွန်ဂိုကအရွယ်မတိုင်ခင်အနုပညာလောကမှာထိပ်တန်းအောင်မြင်မှုတွေရရှိနေခြင်းမှာပဲကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။နံပါတ်4မင်းသွေး အနုပညာလောကမှာအောင်မြင်မှုတွေအရှင်ရစားပြုနေချိန်မှာကွယ်လွန်သွားခဲ့တာကတော့တရုတ်ဆောင်မင်းသားမင်းသွေးပါမင်းသွေးဟာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားကြီးနေတိုးရဲ့အညီအရင်းဖြစ်ပါတယ်အစောပိုင်းမှာတော့မင်းသွေးကအကိုဖြစ်သူရဲ့အရှင်အဝါတွေကြောင့်အနုပညာလောကကိုဝင်ရောက်လာခဲ့ရပါဒါပေမဲ့အကိုဖြစ်သူနေတိုးလောက်အောင်မြင်မှုမရရှိခဲ့ပါဘူးဒါပေမဲ့လည်းမင်းသွေးဟာစိတ်ပြတ်အားရခြင်းမရှိဘဲကိုယ်ပိုင်အစွမ်းစားနဲ့အနုပညာလောကမှာပြည်သက်တွေအတိမတ်ပြုအားပေးခြင်းခံရတဲ့မင်းသားဖြစ်အောင်ကြိုးစားခဲ့ပါတယ် ဒါကြောင့်လည်းမင်းသွေးကအနုပညာလောကမှာကိုပိုင်အရင်ချင်းနဲ့နာမည်ကျော်အောင်မြင်မှုတွေစပြီးတော့ရလာခဲ့ပါတယ်။အထူးသဖြင့်မုံဆွဲရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်မင်းသွေးရဲ့အနုပညာအရင်ချင်းတွေကိုမြင်တွေ့ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့မင်းသွေးဟာမထင်မှတ်ဘဲနဲ့ဘောလုံးကန်ရင်နဲ့အမောဖောက်ကနှလုံးရောဂါနဲ့ကွယ်လွန်ဆုံးပါသွားခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းအနုပညာလောကမှာမင်းသွေးဟာအောင်မြင်နေစဉ်ကွယ်လွန်သွားခဲ့တဲ့အနုပညာရှင်တစ်ယောက်လို့ဆိုရမှာဖြစ်ပါတယ်။နံပါတ်5 2 အခုနောက်ဆုံးကွယ်လွန်သွားတဲ့အနုပညာရှင်ကတော့ MRTV4 ဇလန်တွဲတွေမှာကလေးတယောက်ဆောင်ဘဝကနေလူကြီးတယောက်ဆောင်ဘဝအထိအောင်မြင်စွာတယောက်ဆောင်နိုင်တဲ့ဇက်ဘုံမင်းသားတစ်လက်ဖြစ်ပါတယ်။အထူးသဖြင့်တယောက်ဆောင်သူကအကယ်ဒမီစကားတင်စုရတဲ့အထိအောင်မြင်သွားခဲ့ရပါောင်းအဓိကအပြင်တော့တယောက်ဆောင်သူကိုအနုပညာမောင်နှမတွေပြိသက်တွေကမိဘကိုလှုပ်ကျွေးနေတဲ့တားလိမ်မာလေးဖြစ်လို့ချစ်ခင်အားပေးကြပါတယ်။ဒါပေမဲ့လည်းတယောက်ဆောင်သူကမတ်လရှိရဲ့နေ့မှာရင်းမတော်တဆမှုကြောင့်ဥကောင်းတရားရပြီးတော့စုံပါကွယ်လွန်သွားတာဖြစ်ပါတယ်။ ဒါကြောင့်လည်းထွေးရဲ့ဇာပနာကိုပရိသတ်တောင်းသိန်းချီကတက်ရောက်ခဲ့ကြပါတယ်။အခုပြောပြခဲ့ရတာကတော့အရင်မတိုင်ခင်မှာခွဲလွန်သွားတဲ့အနုပညာရှင်၅ယောက်ပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။